လူတိုင်းလူတိုင်းမှာစိတ်ခံစားချက်တွေရှိသို့တော်လူတွေဟာကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်ကြသလားဆိုနားလည်ကြဘူးစိတ်ခံစားချက်အကျမ်းအကျမ်းမြင်ပြောမယ်ဆိုရင်၃မျိုးရှိ ကိုယ့်ကိုယ်တည်ထားကြည့်ကိုယ်ကြိုက်တာလေးနဲ့တွေးလို့ရှိရင်သို့မဟုတ်နေလို့ထိုင်လို့အဆင်ပြေလို့ရှိရင် ဒုက္ခဝေဒနာဆိုစိတ်ခံစားချက်ဖြစ်နော်စိတ်ချမ်းသာတယ်ကိုယ်ချမ်းသာချမ်းသာတယ်လို့ပြောကြဒုက္ခဝေဒနာအေးနေမကောင်းထိုင်မသာဖြစ်တာပဲဖြစ်စီတခုခုအဆင်မပြေတာပဲဖြစ်စီနော်ဒုက္ခဝေဒနာခံခဲ့တယ်စိတ်ပြက်တယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဆိုတာဖြစ်လာဒုက္ခဝေဒနာ စိတ်ချမ်းသာတာလည်းမဟုတ်ဘူးကိုချမ်းသာတာလည်းမဟုတ်ဘူးဈာစိတ်ထဲမှာခံစားချက်ပုံမှန်အနေထားလေးတစ်ခုဖြစ်လို့ရှိရင်အဒုက္ခမတုခသို့မဟုတ်ဥပိ္ခာဝေဒနာလို့ခေါ်တယ်အကျဉ်းအားဖြင့်ပြောမှဆိုရင်လူတွေရဲ့စိတ်ခံစားချက်၃မျိုးအစင်ပြေနေရင်ဒုက္ခဝေဒနာအစင်မပြေရင်ဒုက္ခဝေဒနာပုံမှန်အတိုင်းဆိုရင်အဒုက္ခမတုခဝေဒနာ အဲ့ဒီမှာလည်းပဲထပ်ခွဲတယ်ဒုက္ခကိုနှစ်မျိုးခွဲလိုက်တယ်ကာယကဒုက္ခစေရတိကဒုက္ခစေရတိကဒုက္ခခန္ဓာကိုယ်အနေထိုင် comfortable ဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်ကာယကဒုက္ခစိတ်ချမ်းသာတယ်သောမနတ happiness လို့ပြန်တယ်စိတ်ချမ်းသာတယ်ပျော်တယ်ဟုတ် ဒုက္ခမှာလည်းပဲထို့တူပဲလူကနေမကောင်းဘူးကြောအောင်နေနားကြိုက်တယ်သွားကြိုက်တယ်ကာယိကဒုက္ခအေးစိတ်ညစ်တယ်စေရတိကဒုက္ခဒေါမနတလို့ခေါ်တယ်အဲ့ဒါလို့နှမျိုးနှမျိုးထပ်ခွဲပြီးတော့ဥပိ္ပခာလို့ဆိုတဲ့နောက်ဆုံးဟာကြတဲ့အခါကျတော့တမျိုးတည်းပဲထားခံစားမှုမထင်ရှားတဲ့အရာလို့အဲ့တော့လူတွေရဲ့စိတ်ခံစားချက်သည် ทุกข์ทุกข์อทุกข์มาทุกข์ဆိုတော့ပါဠိနဲ့ပြောမှဆိုရင် အခြေခံအပြည့်၃ခုရှိတယ်အဲ့ဒီ၃ခုကိုทุกข์နဲ့ဒုက္ခကိုစိတ်กายิกะเสรติกะနှစ်ခုထပ်ခွဲလိုက်တဲ့အခါနှစ်ခုစီခွဲလိုက်တဲ့အခါဝေဒနာဟာ၅မျိုးဖြစ်သွားတယ်နော်လူရည်ရဲ့တဏ္ဍာမှာစိတ်ခံစားချက်၅မျိုးရှိတယ်လို့အဲဒီ၅မျိုးကိုအချင်းချုပ်ပြီးတော့ပြောကြည့်အောင ဘုန်းကြီးတို့တွေကိုယ်စိတ်တိုင်းကြဖြစ်နေတဲ့အခါမှာနေလို့ထိုင်လို့ကောင်းတယ်ပျော်ပျော်ရွှင်ရွှင်ရှိတယ်ဒုက္ခဟာအဆင်မပြေဘူးအလောက်ကင်သာစားအဆင်မပြေဘူးအဲတဝူးနဲ့တဝူးအဆင်မပြေကြဘူးဟောအဲ့ဒါမျိုးအဆင်မပြေဖြစ်လာပြီဆိုရင်ဒုက္ခအဆင်ပုံမှန်အနေထားနဲ့ဖြစ်နေပြီဆိုရင်အဒုက္ခမဒုက္ခခံစားချက်၃မျိုးရှိတယ် အဲ့ဒီ၃မျိုးပေါ်မှာအမှတ်တမဲ့နေလိုက်ကြမှတ်တမဲ့နေလိုက်ရင်ဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်ဒီခြေနှက်ဆရာကောင်းတဲ့ခေါဏကအစဉ်ပြေးပြီးစိတ်ချမ်းသာနေတဲ့အပေါ်မှာလူတွေဟာဗာစိတ်တွေဖြစ်တော့ဒုက္ခယဝေဒနာယရာဂနုတယောအနုတေတိဒုက္ခဝေဒနာဖြစ်လို့ရှိရင်ဒါလေးကို တွေ့တာမှုညံ့လို့မှုဆွလန်းမှုဆိုတာလေးကဝင်လာဟုတ်စေတယ်ဒုက္ခဝေဒနာကိုလိုချင်တယ်တတ်မဲ့တယ်ဆိုတဲ့လောဘဖြစ်လာရာဂနုတယဝင်လာဒုက္ခယဝေဒနာယရာဂနုတယအနုသေးတိစိတ်ချမ်းသာကိုချမ်းသာဆိုတာလူတိုင်းကြိုက်တယ်စိတ်ချမ်းသာကိုချမ်းသာဖြစ်လိုက်တဲ့အချိန်လေးမှာချမ်းသာဒုက္ခကို တရားနဲ့မရှိမှတ်မိဘူးဆိုလို့ရှိရင်ဘာဖြစ် တွေ့တာမှုတွေတတ်မဲ့မှုတွေရာဂတွေဖြစ်လာဒီလိုဆိုလို့အေးစိတ်ဆင်းရဲစရာနဲ့ကြုံတယ်ကိုယ်ဆင်းရဲမှုနဲ့ကြုံပြီဆိုရင်ဒုက္ခယဝေဒနာယပဋိခာနုတေယောနုတေတိအဲ့ဒီကြတော့ဒေါသဖြစ်တယ်ဒေါသဖြစ်တယ်စိတ်စိတ်စိတ်တူနေတယ်ဒေါသတွေဖြစ်တယ်ဒုက္ခဖြစ်လာရင် စိတ်တူတယ်ဒေါသဖြစ်တယ်အဲ့တော့သူကလည်း ဒုက္ခဖြစ်တဲ့အပေါ်မှာစိတ်တူလာတဲ့အခါကျတော့စိတ်တူလာတော့ဒေါသထပ်ပြီးတော့ဖြစ်သွားတယ်ဒုက္ခမှာဒေါသကိန်းလာတယ်လို့ဆိုအဲ့တော့အကျင့်ကြီးပါသွားတယ်ဒုက္ခဖြစ်တိုင်းရာဂဒုက္ခဖြစ်တိုင်းဒေါသဒါကြီးအခုရင်ထဲမှာဒီတိုင်းပဲဖြစ်နေတော့လားအမြဲတမ်းပုံမှာဒါဖြင့် ဒီအစဉ်ပြေတာလည်းမဟုတ်ဘူးပုံမှန်အနေထားမျိုးဆိုရင်ဘာဖြစ်တော့ဆိုပုံမှန်အနေထားမျိုးကြတော့အမှန်မသိတော့ခံစိတ်ခံစားချက်ကို အမှန်မသိဘူးဆိုတာကြတော့အဝိဇ္ဇာလို့ခေါ်တယ်။ဒါကြောင့်မို့အာရုခာယမဒုခာယဝေဒနာယအဝိဇ္ဇာနုသယောနုသေတိဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ပုံမှန်နေထားဆိုလို့ရှိရင်မသိခြင်းဆိုတဲ့အဝိဇ္ဇာနုသယအကိန်းဆိုလိုတာက ราคะโทสะโมหะဆိုတဲ့ဒီတရားတွေဟာဒုက္ခနဲ့တွေးလိုက်ရင်ราคะဖြစ်တယ်ဒုက္ခနဲ့တွေးလိုက်ရင်โทสะဖြစ်တယ်ပုံမှန်အနေထားနဲ့ဆိုရင်အဝိဇ္ဇာဖြစ်တယ်ဆိုကိုယ်တဏ္ဍမှာဘာတွေတိုးပွားနေတော့ဆိုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့တိုးပွားလာတာဟာအကုသိုလ်တွေကြီးပဲဖြစ်နေအကုသိုလ်တွေတိုးပွားနေ တရားမှုသို့တိုးပွားတာ အရှင်အဟုန်နဲ့ကြီးမားစွာအခိုင်အမာတိုးပွားနေတာပဲဖြစ်တယ်ပေါ့ဒီလိုဆိုလို့เนาะအဲ့တော့အဲ့ဒီစိတ်ခံစားချက်တွေကိုရှုမှတ်နိုင်မှမရှုမှတ်နိုင်ဘူးဆိုလို့ရှိရင်အခုတိုင်းပဲရာဂလာမယ်ဒေါသလာမယ်မောဟလာမယ်အခုဝဲလာတော့မှာဝဲလာတော့ဒါကြောင့်မို့လို့မာသရိပ္ပဏတောက်မှာဆိုရင် ဝေဒနာနုပတနာ ဝေဒနာကိုရှု contemplation of feeling ဆိုဝေဒနာနုပဒနာမြတ်စွာဘုရားကတိတ္တပေးထားစိတ်ခံစားချက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ခံစားချက်ကိုတဘာဝအတိုင်းသိအောင်ကြိုးစားလို့မြတ်စွာဘုရားဟောတာဘာကြောင့်စိတ်ခံစားချက်ကိုသိအောင် လုပ်ရတယ်လဲဆိုမသိဘဲနေလို့ရှိရင်ราကဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်အကုသိုလ်တွေဆက်တိုက်လိုက်လာအဲ့ဒီလို အာဟုသူတရားတွေမဖြစ်ရအောင်မြတ်စွာဘုရားကဝေဒနာနုပဒနာဆိုတဲ့ကမ္မထာနဲ့တားဆီးပေးတာဖြစ်တယ်မောအေးဝေဒကုဆိုတဲ့ပုဂ္ဂိုလ်ဟာတပ္ပဝေဒနာတုဝိတရာကိုဝိတရာကိုသူဆိုလိုတာကဒုက္ခဝေဒနာဖြစ်ရင်လည်းပဲတွေ့တာမှုမရှိတော့ဘူးဒုက္ခဝေဒနာဖြစ်ရင်လည်းမုန်းတိမှုမရှိတော့ဘူး အာဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်လည်းမသိဘူးဆိုတာမရှိဘူးအမှန်တိုင်းသိနေတယ်။အဲ့ဒါကြောင့်မို့လို့ဒုက္ခဆိုတဲ့ခံစားမှုပဲခံစားခံစားစိတ်ခံစားမှုကပျော်ရွှင်ချမ်းမြေ့တဲ့စိတ်ခံစားမှုပဲဖြစ်စေဆင်းရဲတဲ့အလိုမကျတဲ့စိတ်ခံစားမှုပဲဖြစ်စေပုံမှန်စိတ်ခံစားမှုပဲဖြစ်စေသူဟာတဘာဝတရားကိုသိရှိနားလည်နေသည့်အတွက်ကြောင့်အဲ့ဒီပုံမှာ တွေ့တာချင်းမုံတိချင်းမသိချင်းဆိုရဲအဘုဒ္ဓတရားတွေဝဲမလာတော့ဘူးဝဲမလာသည့်အတွက်ကြောင့်ဝေဒနာတွေပေါ်မှာပိုင်ပိုင်နိုင်နိုင်နဲ့အသိဉာဏ်နဲ့ထိမ့်အုပ်ထိမ့်ချုပ်သွားနိုင်တယ်တပ်ပံဝေဒံအတိတ်ဆဝေတကုသောစိတ်ခံစားချက်တွေအလုံးပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ကြော်လွားနိုင်ခဲ့တယ်ဒီကြော်လွားမှုကအလုံး ခက်ခဲတယ်။ပမာအဖြစ်တော့မကြော်လွားနိုင်ဘူးနော်။ပမာအဖြစ်မကြော်လွားနိုင်ဘူး။ဒုက္ခဝေဒနာနဲ့တွေ့ရင်ကျဉ်တတ်တယ်။ဒုက္ခဝေဒနာနဲ့တွေ့ရင်စိတ်ပြတ်တယ်။ဟော။ရာဂဖြစ်မယ်၊ဒေါသဖြစ်မယ်ဒီလို။အာရုခမဒုက္ခဝေဒနာနဲ့တွေ့ရင်မသိလိုက်ဘူး။အဲ့ဒီအာဟုတုတရားတွေကိုမဖြစ်ရအောင်။ဝေဒနာနဲ့ပတ်သက်ပြီးအစစ်မှန်ကိုသိပြီး ရာဂဒေါသမောဟဆိုတဲ့အာဟုတုတရားတွေကိုလုံးဝကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ကိုဝေဒကုလို့ခေါ်ပါတယ်ဒီအသေးပဲကိုရှင်းပြလိုက်တာအဲ့တော့အဲ့ဒီအဆင့်ဟာဝိပဿနာခြင်းစဉ်တစ်ခုကိုခြင်းပြီးတော့မှဉာဏ်သာဖြစ်တော့ရောက်မှဒီအဆင့်ကိုရောက်နိုင်တာတမ္မာပုဂ္ဂိုလ်တွေအနေနဲ့ဒီအဆင့်မရောက်မရောက်တော့လည်းပဲဒီအသိဉာဏ်လေးကိုသိလိုက်ပြီဆိုလို့ရှိရင်ဝေဒကုရဲ့လမ်းကြောင်းကိုရှင်းရှင်းကြီးမြင်သွားတာပေါ့